အားလုံးမင်္ဂလာပါအားလုံးကိုခရစ်တော်နာမ၌နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ online ကနေကြည့်ရှုနေတဲ့သူအားလုံးအပေါ်မှာဘုရားသခင်ခြံကနေလာတဲ့ငင်သက်ချင်းကောင်းကြီးမင်္ဂလာ၊ကွယ်ကားချင်းကောင်းကြီးမင်္ဂလာ၊ကြေဝချင်းကောင်းကြီးမင်္ဂလာတက်ရောက်ပါစေလို့အရင်ဦးဆုံးကောင်းကြီးမင်္ဂလာပေးပါတယ်ဒီနေ့မှာကျွန်တော်တို့တိ တင်တီထိုက်တဲ့ထားမြောက်ခြင်းအကြောင်းလေးကိုကျွန်တော်ဝင်ငှချင်ပါတယ်။ဓမ္မကျမ်းစာထဲမှာထားမြောက်ခြင်း၃မျိုးတွေ့ရတယ်။နမတိကတော့ယေရှုခရစ်တော်ရဲ့ထားမြောက်ခြင်း။နမနှစ်ကတော့ယုံကြည်သူများဤထားမြောက်ခြင်း။နမ3ကတော့လူသားအလုံး ထားမြောက်ခြင်းဆိုပြီးမှသုံးမျိုးတွေ့ရတယ်အဲ့ဒီထဲမှာနမနှစ်ဖြစ်တဲ့ယုံကြည်သူများထားမြောက်ခြင်းအကြောင်းကိုဒီနေ့ဝင်ငှလို့တာဖြစ်ပါတယ်ဘရမဥဆုံးယုံကြည်သူများထမြောက်ခြင်းဘယ်အချိန်မှဖြစ်မလဲ နမတ္တအနေနဲ့ဘယ်ချိန်မှဖြစ်မလဲဆိုတဲ့အကြောင်းကိုနင်းငယ်နှုတ်ကပတ်တော်အားဖြင့်ဝေငှချင်ပါတယ်ဒါကတော့တတလောနိဩဝါရစာပရမဆောင်ခန်းကြီးလေးအပိုင်ငယ်16 19ထဲမှာ တွေ့ရပါတယ်တခင်ပြားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဖျားသခင်တပိုးတော်ကို မှုတ်ခြင်းနဲ့တကွာ ကောင်းကင်ဘုံမှကိုယ်တိုင်စင်သက်တော်မူ၍ခရစ်တော်၌တည်လွန်သောသူတို့သည်အဟုထားမြောက်ကြလိမ့်မည်ထိုအခါအသက်ရှင်၍ကြံကျွန်းသောငါတို့သည်အာဂါဒကောင်းကင်၌သခင်ဖျားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်သို့ကြီးဆောင်ခြင်းကိုခံရသောအပြင် တခင်ဖျားနဲ့အတူအစင်မပြတ်နေရကြလိမ့်မည်ဒီယုံကြည်သူတွေရဲ့ထားမြောက်ခြင်းကဘယ်ချိန်မှာဖြစ်မလဲဆိုရင်ယေရှုခရစ်တော်ဒီလောကမှာပြန်ကြွလာတဲ့အချိန်မှာပဲဖြစ်ပါတယ်ခုနဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာယေရှုခရစ်တော်ဟာကောင်းကင်တမန်များနဲ့အတူအခုခရစ်တော်၌ အိပ်ပျော်သောသူတို့နဲ့အတူကြွလာမယ်အဲ့လိုကြွလာတဲ့အခါမှာဘာတွေဖြစ်ပြမလဲဆိုရင်ကြွေးကြော်ခြင်းနော်ကြွေးကြော်ခြင်းတစ်ခုဖြစ်လာမယ်နောက်တစ်ခုကတော့ကောင်းကင်တမန်မင်းအတန်ပေးမယ်ပြီးတဲ့အခါမှာတဘိုးတွေမှုတ်ကြမယ်ဒါကဘာကိုပြတယ်လဲဆိုရင် လူတိုင်းကတိမယ် ကျွေးကြော်တယ်ဆိုတာတနည်းအားဖြင့်အကြောင်းကြားတာကောင်းကင်တမန်မင်းအတန်ပေးတယ်ဆိုတနည်းအားဖြင့်ဒါလည်းကြောင်းကြားတာပဲဖြစ်တယ်နောက်တစ်ခုကတော့တဘိုးမဟုတ်တာဒါကတတိပေးတာလည်းဖြစ်နိုင်တယ်အတိပေးတာလည်းဖြစ်နိုင်တယ်အဲ့ဒါလို့ယေရှုခရစ်တော်ဟာ ကောင်းကင်တမန်တွေခရစ်တော်၌အိပ်ပျော်သောဝိညာဉ်များနဲ့ ကြွလာတဲ့ချိန်မှာခရစ်တော်၌အိပ်ပျော်သောသူတွေရဲ့ခန္ဓာကိုယ်အားလုံးထမြောက်ကြမယ်သူတို့ရဲ့ဝိညာဉ်နဲ့ပြန်ပြီးမှ ပေါင်းဆက်ကြမယ်အဲ့ဒီချိန်မှာလောကမှာအသက်ရှင်နေတဲ့သူတွေဟာတည်ခြင်းနဲ့မရင်ဆိုင်ရတော့ဘဲနဲ့သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲသွားမယ် ဆိုတော့အဲ့ဒီချိန်ကအချိန်တိုင်းမိနစ်တိုင်းဖြစ်နိုင်တယ်ဒီနေ့လည်းဖြစ်နိုင်တယ်မနေ့ပြန်လည်းဖြစ်နိုင်တယ်နောက်နှစ်မှလည်းဖြစ်နိုင်တယ်ဘယ်အချိန်မှမဆို ဖြစ်နိုင်တဲ့အရာဖြစ်တယ်ဆိုတော့ဒါကတော့နံပါတ်1ပါနံပါတ်2ကတော့ယုံကြည်သူတွေထားမြောက်တဲ့ခါမှာ ဘယ်လိုကိုယ်ခန္ဓာနဲ့ထားမြောက်မယ်ဆိုတာကိုတစ်ကောခန်းကြီး55အပိုင်ငယ်51ကနေ50 52 53မှာတွေ့ရပါတယ်။နည်းနည်းသောအရာတစ်ခုကိုငါပြအောင်မည်။ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မို့။တိုးတော်လဲနောက်ဆုံးသောတဘိုးမှုတ်သောအခါတခဏချင်းတွင် မျက်စိတမိတ်နိုင် ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ကြလိမ့်မည်ထိုတဘိုးမုတ်ချိန်ရောက်သောအခါတေလွန်သောသူတို့သည် မပုတ်နိုင်သော အဖြစ်၌ဒီလျက်ထမြောက်၍ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်နံပါတ်2ချက်ကတော့ဘယ်လိုခန္ဓာကိုယ်ဘယ်လို အချိုးစားနဲ့ကျွန်တော်တို့ထမြောက်ကြမလဲဘယ်လိုအချိန်မှထမြောက်မလဲဆိုရဲမှာ ခန္ဓာကိုယ်ကတော့ခုနတမချန်းစာထဲမှာ ပြောတဲ့အတိုင်းတပိုးမှုတ်တဲ့ခါမှာတဲ့ကျွန်တော်ပထမအချက်မှာပြောတဲ့အတိုင်းတပိုးမှုတ်တဲ့ချိန်မှာတို့ရဲ့ခန္ဓာကိုယ်ဟာမပုတ်မတိုးနိုင်တော့ခန္ဓာကိုယ်အဖြစ်ပြောင်းသွားမယ်။ဘယ်ချိန်မှာပြောင်းလဲသွားမလဲ။ မျက်စိတမိန်မှာကြောင်းလဲသွားမယ်တပိုးခရာကြတဲ့ခါမှာခန္ဓာကိုယ်ဟာချက်ချင်းမပုတ်မတိုးနိုင်တော့ခန္ဓာကိုယ်ထမြောက်တဲ့ခါမှာချက်ချင်းမပုတ်မတိုးနိုင်တော့မတည်နိုင်တော့ခန္ဓာကိုယ်ဖြစ်ပြောင်းလဲသွားမယ်ကျွန်တော်တို့ကဘသူနဲ့တူမလဲဆိုတာကိုဓမ္မကျမ်းစာထဲမှာဖော်ပြထားတယ်အဲ့ဒါကတော့ယောရှင်ယောဟန်ခရစ်ဝင်ကျမ်း ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး3အပိုင်းငယ်နှစ်မှာဖော်ပြထားပါတယ်ချစ်သူတို့ယခုတွင်ငါတို့သည်ဖျားသခင်ဤသားဖြစ်ကြ၏နောက်မှအဘယ်တုတ်တော်သူဖြစ်မည်ဟုမထင်ရှားသေးသို့တော်လဲကိုယ်တော်သည်ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့ဒီခရစ်တော်နဲ့တူကြလက်တန်းဆိုတော့ကျွန်တော်တို့ထားမြောက်တဲ့ခါမှာဘသူနဲ့တူမလဲဆိုရင်ယေရှုခရစ်တော်နဲ့တူတော်မယ်ဘုရားရှင်နာမတော်တိုင်ပုံကြည်ပါစေဒါကြောင့်ယေရှုခရစ်တော်ထားမြောက်တဲ့ခါမှာသူပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ဟာဘယ်လိုခန္ဓာကိုယ်ဖြစ်လဲဆိုတာကိုရပောင်း၄၀ဒီလောကမှာခရစ်တော်ကိုယ်တိုင်း ဖော်ပြတာဖြစ်ပါတယ်။သူဟာစကားပြောလို့ရတယ်။သောမစီမသွားပြီးမှအရငါရဲ့ခန္ဓာကိုယ်ကိုထိပါ။ငါရဲ့ခန္ဓာကိုယ်ကိုကိုင်ပါ။ငါလက်ကိုယ်ကိုင်ပါ။ငါရဲ့နှပေးကို တိုးပါဆိုပြီးမှယေရှုခရစ်တော်ကပြောခဲ့တယ်။အေးမောင်မြုံမှာလဲတပည့်တော်နှစ်ယောက်နဲ့ခྱི་သွားခဲ့တယ်ဒီခန္ဓာကိုယ်ကဘာခန္ဓာကိုယ်လဲ ျွန်တော်ယခုပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကဲ့သို့ဖြစ်ပေမဲ့မပုတ်နိုင်တော့တဲ့ခန္ဓာကိုယ်မတည်နိုင်တော့တဲ့ခန္ဓာကိုယ်ဖျားနာခြင်းမရှိတော့တဲ့ခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ရမယ်ဆိုတာနှုတ်ကပတ်တော်အပြင်အတိလင်းကျွန်တော်တည်တည်ရတယ်နံပါတ်3ဘယ်လိုခန္ဓာကိုယ်ဘယ်လိုပုံစံနဲ့ထားမြောက်မယ်ဆိုတာတိကောခန်းကြီး15 အပိုင်ငယ်53မှာဖော်ပြထားတာလေးကိုပြန်ပြီးမှဖတ်ချင်ပါတယ်။စိုက်တော့အခါဂုံအတရေပြက်ဤထမြောက်တော့အခါဂုံအတရေနဲ့ပြည်စုံဤစိုက်တော့အခါအစွမ်းတတ္တိမရှိထမြောက်တော့အခါအစွမ်းနဲ့ပြည်စုံမယ်။နံပါတ်3အချက်ကတော့ကျွန်တော်ယုံကြည်သူခရစ်တော်ပြန်လာတဲ့အခါမှာထမြောက်မယ်။ အဲ့ဒီလိုထားမြောက်တဲ့အခါမှာဘယ်လိုပုံစံနဲ့ထားမြောက်မလဲဆိုရင်အစွမ်းနဲ့ပြည့်စုံသောခန္ဓာကိုယ်နဲ့ထားမြောက်မှာဖြစ်ပါတယ်။ဘုရားရှင်နာမတော်တိုင်ပုံကြည့်ပါစေ။ယေရှုခရစ်တော်ဟာတပည့်တော်တွေအိမ်ထဲမှာစီဝေးလုပ်တယ်။သူတို့ကအင်မတန်မှကြောက်ပြီးမှတကားတွေပရင်ပေါက်တွေအကုန်လုံးပိတ်ထားတယ်။ဒါပေမဲ့ခရစ်တော်ဟာအဲ့ဒီနိုင်ငံကိုထုံးဖောက်ပြီးမှ သူတို့အလယ်မှာရောက်လာတယ်။အဲဒီခန္ဓာကိုယ်ကဘာခန္ဓာကိုယ်လဲ။အစွမ်းနဲ့ပြည့်စုံသောခန္ဓာကိုယ်ဖြစ်တယ်။ဒီနေရာမှာပေါ်တယ်။နောက်တနေရာမှာပြန်ပေါ်တယ်။အဲဒီလိုမျိုးအစွမ်းနဲ့ပြည့်စုံတဲ့ခန္ဓာကိုယ်ကိုကျွန်တော်တိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ယုံကြည်သူ ခမားနဲ့ကျွန်တော်တနေ့တစ်ချိန်ကြာရင်အဲဒီခန္ဓာကိုယ်ကိုတိုင်ဆိုင်ပြီးမှထမြောက်ကြမှာဖြစ်ပါတယ်။ ကျွန်တော်ဒီနေရာမှာ ရှိနေတယ်မျက်စိတမိတ်မှာတခြားနိုင်ငံအမေရိကန်နိုင်ငံလည်းရောက်နိုင်တယ်မျက်စိတမိတ်မှာတရုတ်နိုင်ငံလည်းရောက်နိုင်တယ်မျက်စိတမိတ်မှာဂျာမနီနိုင်ငံလည်းရောက်နိုင်တယ်အစွမ်းနဲ့ပြည်ဆောင်တော့ခန္ဓာကိုယ်အားဖြင့်ထမြောက်ကြလိမ့်မယ်နောက်ဆုံးအချက်တိကောခန်းကြီး၅အပိုင်းငယ်44မှာ ထမြောက်သောအခါဝိညာဏကိုဖြစ်၏ဇာတိပဂရိကိုတမျိုးဝိညာဏတမျိုးရှိ၏ဒီမြတ်မကျမ်းစာထဲမှာဝိညာဏကိုဆိုတာကတော့တဏှာဖြင့်ဝိဉ္ဉေခန္ဓာကိုယ်ကို ပြောတာဖြစ်ပါတယ် spiritual body ဆိုတော့ကျွန်တော်ယေရှုခရစ်တော်လောကမှာပြန်လာတဲ့အခါမှာကျွန်တော်ထာမြောက်ကြမယ် ဲ့ဒီလိုထားမြောက်တဲ့အခါမှာကျွန်တော်ပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ဟာဝိညာဉ်ခန္ဓာကိုယ်ဖြစ်မယ်ခရစ်တော်ကဲ့သို့ကျွန်တော်ခန္ဓာကိုယ်ပိုင်ဆိုင်ထားမယ်ဆိုတဲ့အချက်ကိုနည်းနည်းတော့အရာတွေအားလုံးရှင်ပေါ်လူပေါ်ပြတဲ့အရာတွေထဲကနေဒီနေ့အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာဒီနေ့တစ်ချိန်မှာအဲ့ဒီခန္ဓာကိုယ်ကိုပိုင်ဆိုင်မဲ့သူတွေဖြစ်တယ် ခရစ်တော်ပြန်လာတဲ့အခါမှာထားမြောက်မယ်ဆိုပြီးမှ ကျွန်တော်ရဲ့အသက်တာမှာမျောလင့်ခြင်းနဲ့အသက်ရှင်ဖို့အားလုံးကိုခွန်အားပေးခြင်းပါတယ်။ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ။